là nó cháu là cái này cái nào bị bệnh rồi thì mình luôn nó chỉ có à sao vậy nó luôn cái này chỉ nó ra để nó sao nó luôn như nó tay như cái gì đâu mà không lên nhân nào đấy ba ba cái gì nó để là chưa là chưa lâu lâu nó bảo sao rồi nó sẽ bảo mình lâu rồi là sao nó không lại đi là phải học bài rồi đào bọc rồi <laughs> chỉ ra là mình đào phải <laughs> chỉ để học bài <laughs> bỏ ừ. rồi <laughs> mua ừ. quế mua quế tập pi đã đã bài mua là thầy chú mà mà thầy cắt tập anh em mà theo quế quế sao tôi <laughs> chỉ bị là nói <laughs> mà chơi em nhảy chắc

Eh, di mana sih? Di mana sih? Di mana sih? Di mana sih? Eh, mui mui, emak tercel lah, wala, no? Leo di mana sih, wah? Eh, di mana sih? Tahu mengalir nemo ni bi? Soalnya tuat dia, ni aku cungna lagi ya, cungna ni apa? Lantulah ni, apa tadi? Apa tadi? Apa tadi? Apa tadi? Siapa lagi lepas? Oh, uh. 啊，不不嗯，uh uh. 啊，哭，这里哭着，嗯，啊，没都晚没你都这鸡，没都我，我，你都我，不是辛苦点来，你你你，他妈的，你都跑一个你你跑几回？今还在跑？你去问人，不晓哎，老表，你没都带他馒头？都看，都看嘞，啊，咱这鸡来家了哈，我这得啥子吃的？鸡的，今朝鸡今朝有番米，点番米，番米要去的哈。你昨天没来嘛？

ထိုင်းဘက်ကနေတေဘောဘူးပြူဟာစစ်ကူလာတဲ့စစ်သား60ကျော်ချီမုန်းခံရာစစ်သား21ဦးထိုင်းဘက်ပြန်ထွက်ပြေးစစ်တုံးမှအချို့ဖမ်းမိပြီးလက်နက်ခဲယမ်းတွေတင်ရထိုင်းနိုင်ငံတွင်းကနေဖြတ်ဝင်လာပြီးနေဆက်မြို့ဖြစ်တဲ့မြဝတီမြို့နယ်ဝေါ်လီမြို့နားမှာတိုက်ခိုက်ခံနေရတဲ့တေဘောဘူးပြူဟာတပ်စခန်းကိုစစ်ကူထွက်လာတဲ့အင်အား60ကျော်ပါစစ်ကောင်စီစစ်ကြောင်းကိုဒီကနေ့မေလ28ရက်မနက်မှာ တော်လန်ရေးတပ်ဖွဲ့တွေက အပီးချေမုန်းလိုက်တယ်လို့ တွင်စစ်ရေးတရင်အရင်းမြစ်တွေကလူလူຫນွေဦးကိုအတီးပြုပါတယ်မေလ26ရက်မှာထိုင်းနိုင်ငံဘက်ချမ်းတက်ခရိုင်က ထိုင်းနယ်ခြားစောင်းစစ်တပ်စခန်းရှိရာမူကြာကြီးရွာဘက်ကနေနေဆက်ဖြစ်ပြီးကရင်ပြည်နယ်စုံစည်းမြိုင်ဒေသကိုဝင်ရောက်လာတဲ့အင်အား64ဦးပါစစ်ကြောင်းဖြစ်ပါတယ်ဒီမိုကရက်တစ်ကရင်အကျိုးပြုတက်မတော် DKBA ထိန်းချုပ်ရာစုံစည်းမြိုင်ကနှစ်တစ်ကူးကွင်းကိုရောက်ရှိလာပြီးမေလ28ရက်မှာ တေဘောဘူးပြူဟာတက်စခန်းကိုစစ်ကူထွက်လာတယ်လို့ဆိုပါတယ်။ဒီကနေ့မနက်မှာတော့ကရင်မျိုးသားလူမျိုးရေးတပ်မတော် KNLA PDF ပူးပေါင်းတပ်တွေကတိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်စစ်ကူတွေတေဆုံးပြီးအချို့ကိုလည်းအရှင်ဖမ်းမိထားတယ်လို့ဆိုပါတယ်။လာတဲ့စစ်ကူစစ်ကြောင်းကိုဖြုတ်လိုက်ပြီး20တယောက်ကပြန်ပြေးသွားတယ်လို့ကရင်စစ်ရေးတရင်မြစ်တအူးကပြောပါတယ်။ ဒါအပြင်ဖမ်းမိစစ်သားနဲ့တေဆုံစစ်သားတွေလည်းရှိခဲ့တယ်လို့လည်းဆိုပါရယ်အဲ့ဒီတေဘောဘူပြူဟာတက်စခန်းကိုကရင်မျိုးသားလူမျိုးရေးတပ်မတော် KNLA ပူးပေါင်းတပ်တွေကထိုးစစ်ဆင်တိုက်ခိုက်နေပါရယ်လက်တလုံးမှာ KNLA ပူးပေါင်းတပ်တွေကမြဝရီမျိုးတောက်ဖက်ဒေါ်လာတောင်နဲ့အရှိချမ်းမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ရဲ့ကနယ်လေးနဲ့တေဘောဘူပြူဟာတက်စခန်းတွေကိုထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့လည်းသူကဆက်ပြောပါရယ်အဲ့ဒီတက်စခန်းတွေဟာ KNU တပ်မဟာ 6စီရေလှူရှားရနေမြည်တဲ့ရှိပြီးမေလာ20ရက်မှာမော်ခီစခန်းကိုစတိုက်ပြီးမေလာ21ရက်မှာတော့ကနယ်လီစခန်းတေဘောဘူစခန်းနဲ့ဘလက်တိုတက်စခန်းတို့ကိုဆက်လက်တိုက်ခိုက်ခံရတာပါမေလာ23ရက်ညပိုင်းမှာတော့ဘလက်တိုတက်စခန်းကိုတင်ပတ်ရရှိခဲ့ပါတယ်